အောင်မြင်ခြင်းကြာရှုံးခြင်းနဲ့စာရေးသူရဲ့ယူရိုပါလိအမှတ်တရ Forever United နဲ့ Rest Life Story ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျ၂၀၁၇ခုနှစ်ရဲ့နေ့ရက်ဒီမှာပေါ့ Manchester United နဲ့ Ajax တို့ယူရိုပါလိ Final Stockholm မှာကံကြရနှစ်မမရရမြန်မာပြည်ကအဆိုတော်ဘာဆိုင်တို့တောင်မှစပွန်ဆာနဲ့တွားကြည့်ကြသေးတာအဲ့ဒါတော့မှတ်မိပါသေးတယ်ကျွန်တော်တို့အဲ့ဒီပွဲကိုညီကိုတွေဦးလေးနဲ့စုပြီးကြည့်ခဲ့ကြတာပေါ့ဗျာ Ajax ကဂိုးသမားဆိုရင် Onana Frankie Di Jong Van de Beek ဒီလေး CH စားရရွှေရောင်မျိုးဆက်အစုအဖွဲ့နေပေါ့ဗျာအခုဆိုရင်တော့အဲ့ဒီစုအဖွဲ့ကဘန်ဒီဘီကတော့အတင်းကထွက်ခွာသွားခဲ့ပြီမြေအိုနာနာဒီလေးတို့ကတော့ United မှာလက်ရှိလာကစားနေကြတာရုံအောင်မျိုးနိုင်ပါဦးဒီကြောင်ရဲ့ရုပ်တဲ့ဇလန်းလေးကအပြောင်းရွှေ့ဈေးကွက်ရောက်တိုင်းထွက်နေကြတဲ့တပုတ်ဖြစ်နေလို့ပါပဲကြည့်ထားပါတော့ဒီအနီလူစီရင်အကြောင်းပြန်သွားရအောင်ပါ United မှာလည်း Margaret Fo, Anki Taran, Felini, Wamala, Boba, Haria တို့လိုကစားမတွေပြီးကန်စစ်မှာဆိုရင်လည်း Smalling, Valencia, Damian, Blaino ပေါ့ဗျာ ဂိုသမားကတော့အဲ့ဒီအချိန်မှာလက်စွမ်းပြနေတဲ့ဒုတိယဦးစားပေးအချစ်တော်ဂိုသမားရိုမဲရိုပါပဲအေဂျက်ကဘောလုံးပိုင်ဆိုင်မှုတာကြီးရယူပြီးတော့တပွဲလုံးကန်တာကိုပေါက်ကမန်ယူနိုက်တက်လောက်တောင်တိတ်ပြီးတော့မတည့်ပါဘူးယူနိုက်တက်ကတော့နီးပြားကမော်ကြီးဆိုတော့အထူးလည်းမိတ်ဆက်ပြီးစရာမလိုအောင်ကိုခန့်စစ်ကတော့လုံပြီးသားပေါ့ဗျာဘောလုံးမင်းတို့ယူသွားငါတို့အနိုင်ရလက်ပဲယူမယ်ဆိုတဲ့မော်ကြီးရဲ့ခက်မိုက်မိုက်စကားကလေတကယ်ပြုဘောလုံးပိုင်ဆိုင်မှုကနည်းပြီမြေထိရောက်တဲ့ကိုပေါက်ချင်းချောင်းမှုတွေကအတော်ကိုအလုပ်ဖြစ်တာပါတပါးပိုင်းမှာပဲတိတ်မကြဘူးပေါ့ဗျာ ပေါ်ကလမ်းကန်လိုက်တာလူထီလမ်းကြောင်းပြောင်းကိုဝင်ပြီးတော့ခမရိုချစ်တော်လေးအိုနာနာဘလို့မှမတတ်နိုင်ခဲ့ပါဘူးဒုတိယဂိုးကလည်းဒုတိယပိုင်းပြန်ဆားလို့သိမ့်မကြခင်မှာပဲဝါမာတားရဲ့အတောင်းကန်ဘောကလည်း smalling ကောင်းတိုက်ချတာကိုအစင်းင်းဆောင်ရဲ့ anki taran ကနောက်ပြန်ဆန်းဆန်းလေးကန်ထစ်လိုက်တယ်လို့တေးနီတို့နှကိုပြက်စရဲရလနဲ့ဘောလူဝဲမှာဆော့ဆော့စီစီဖလားရဖို့အတွက်တရားတော့ရှိခဲ့တာပါ anki taran အကြောင်းပြန်ပြောရင်တော့ဒီနေ့ဒီနေ့မျိုးလို့မဆုံးပါဘူးဗျာအတော်လေးကိုကြိုက်ခဲ့တဲ့ကစားမှမဟုတ်လို့ပါဗန်ဒီဘီတို့ဒီလေးတို့ဆိုရင်အတော်လေးကိုငဲသေးတာပေါ့ ဲဒီတော့ United အသင်းရဲ့အရန်လူစီးရင်မှာ Ronnie, Martial, Lingas တို့လူစားဝင်လာတာမှတ်မိပါသေးတယ်။ပြိုင်ပွဲတစ်လျှောက်ခြေစွမ်းများဂိုရီသွင်းထားတဲ့ Ibrahimovic, Bailey, Lucio, Rohoro အုပ်စုနဲ့ကွင်းပြေးမှာဂျိုင်းတော့လေကိုစီနဲ့ပေါ့ဗျာ။မောကြီးကလူမဆုံးတာတော့မှအဲ့ဒီဖလားကိုရအောင်ယူခဲ့တာကတော့လေးစားစရာပါ။အဲ့ဒီနောက်ကတော့အသင်းအနေနဲ့ပထမဆုံး Europa League ဖလားရလို့မနက်ထီမှတည်မအီပင်နဲ့ညီကိုရီဦးလေးရင်နဲ့ဇကားရီဖောင်းဖွဲ့ထိုင်ပြောနေကြတာပေါ့ဗျာအခုချိန်ပြန်တွေးမိတိုင်းအမတ်ရမိတဲ့အခိုက်အတန့်ကောင်းနေပါ 2021ဘောလုံးပွဲကတော့ဒီနေ့တွေအတွက်ရင်နာစရာကောင်းကင်တဲ့နှစ်ပြမုံနေဝဲထားပြီးတော့ရှေအောင်မဲခံမယ်ဆိုပြီးအားခဲထားတာတကယ်တကယ်ပွဲကိုအပြတ်မဖြစ်နိုင်ခဲ့လို့ပင်ရီတီရောက်ခဲ့ရတာလို့ထင်ပါတယ်အဲဒီတုန်းကဖရဂျိုဂျရမိုရီနိုဘက်ကာကာဘူရိုနဲ့ဗီလာရီယဲကပွဲထုတ်လာတာပါနီးပြားကအမ်မရီဆိုတော့ပြိုင်ပွဲသားဝနေတဲ့နီးပြားဝါဆိုလို့စီဗီလာနဲ့ကြီးပဲ၃နှစ်ဆက်ယူထားတာဗျအဲဖလားကိုလေကျွန်တော်ဘက်ကနီးပြားကအိုလီဂန်နာဆိုရှာကစားမတွေကလည်းရှယ်ဒီဗျမေဆင်ဂရင်းဝုတ်ကာဗာနီ ဘရူနိုကလည်းရှဲရက်ဖို့ကလည်းရှဲဖြုတ်နေချိန်ပေါ့ပေါ်ပါနဲ့တုတ်ကြီးကတွဲပြီးတော့ထွက်လာတာဗျလှူရှောဘိုင်းလီလင်နီလော့ဒိုဗစ်ဆာကာရိုကတော့ခန်းဆယ်ပိုင်းမှာပဲပွဲထွက်လာကြတာဗျအဲဒီချိန်ကရှီတန်းကကာဗာနီနဲ့တေသားစိန်လေးတို့သာအမရင်းလက်ထဲမှာဆိုရင်ဘယ်ပြောကောင်းမလဲဝိုင်လန်တို့ဇက်စီရိုနဲ့တောင်မှသူ့မှာအလုပ်ဖြစ်အောင်ကြမ်းဖန်နေရတာအဲတုန်းကဟိုကောင်ဒီ free kick ကနေတင်ပေးတဲ့အလုံးနဲ့အရင်စသွင်းတော့ဒီကရားလည်းမတက်နိုင်ခဲ့ဘူးဗျတေသားစိန်လေးဆိုရင်ရှီတန်းမှာရုံးကန်ချက်ဗျပြန်အောင်လိုချင်သွားတယ် ရဖိုကန်ချက်လူထိပြီးတော့ထွက်လာတာကိုကာဝါနီပိတ်သွင်းယူပြီးတော့ဒုတိယပိုင်းမှာပဲဒဲနီတို့ခြေပါကိုပြန်ရသွားတယ်ဗျ။ရဖိုကတော့အရင်ညမှာအပေါက်တိပိတ်တာတော့မဝင်ပါဘူး။အခုချိန်ဒီကိုမမေ့ဘူး။ကာဝါနီကလည်း half chance တွေရချက်ပဲ။ရဖိုပိုင်လုံးမဝင်တာကအချိန်မုန်းနဲ့ပင်တွေတီဆက်သွားရတဲ့ဒီဖြစ်သွားတယ်ဗျ။ဆိုရှာလည်းပင်တွေတီမရောက်တော့ဘူးထင်ပြီးတော့အသေးချာအင်စာမလုပ်ခဲ့ဘူးလို့ထင်ပါရီ။နောက်ဆုံးတော့ပင်တွေမှာပဲကိုသမားနဲ့ဦးပဲကြမ်းမအဆုံးဖြတ်ပေါ်သွားခဲ့တာဗျ။အဲ့ဒီချိန်ကြီးကတော့စိတ်ပြဝမ်းနေစရာအမှတ်တရရပါ။ ဘလူးနိုကတော့အရီဖလားကို United နဲ့ရာချင်ခဲ့သလားမမေးနဲ့ငိုတောင်ငိုလီရဲ့အခုဆိုရင်လည်း United က semi final ဆင်ကိုတက်ပြီးဆိုပေမဲ့ဘာရီဆက်ဖြစ်မလဲကတော့မသိနိုင်သေးပါဘူးဒီလိုဘာလီဘောလီဝဲ၃ချိန်မြောက်တက်ရင်တော့ဖလားရတာပဲမြင်ချင်တာပါ Round 21ကလည်းတော့ဒုတိယလူမဖြစ်သေးခြင်းပါဘူးဘလူးနိုဆိုရင်လည်းအခုတက်ရွယ်လောက်မှာ United နဲ့ဥရောပဖလားတစ်လုံးတော့ရာချင်နေပြီဘလူးဝဲဖြစ်ဖြစ်ဒီဖလားကလည်း MRI အနေနဲ့ United နီးပြဖို့အဖွင့်လှမှာဖြစ်ပြီးဒီလိုဘာလီသာရခဲ့ရင်တော့ Champions League ဝင်ခွင့်ကလည်းရှိနေတော့အမပေးလိမှာအစင်းရက်ဒီမှုအနေအချားကမအိုကေပါပဲ တချက်ကုံတစ်ချက်ပြန်နဲ့မုတ်စိပြားဆွဲမယ်အခွင့်ရေးလို့ပြောရင်းနဲ့နှိကုံချုပ်လိုက်ချင်းပါလိမ့်ခင်ဗျအစုံဒီလိုက်ပါကြီးရှူပေးခဲ့ကြတဲ့သူတို့ဦးတယောက်ချင်းစီတိုင်းကိုအားလုံးကိုကျေးဇူးတင်ပါတယ်ညာ